ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါမန်ချက်စတာယူနိုက်တက်ကအသစ်ခေါ်ယူလိုက်တဲ့မာတီးယပ်စ်ကူညာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒါသုံးသပ်တင်ဆက်ပေးသွားဖို့ရှိပါတယ်မာတီးယပ်စ်ကူညာမန်ချက်စတာယူနိုက်တက်အသင်းမှာဘလို့ကစားဝယ်မျိုးနဲ့ဒါအဆင်ပြေနိုင်မလဲအဲအစင်ကောတကယ်ရောမျောလင့်တဲ့လောက်ဒီရောဖြစ်လာနိုင်ပါမလားစသဖြင့်ဒီလိုမျိုးရှုတော်မျိုးစုံကနေပြီးတော့မှဒါတင်ဆက်ပေးဖို့ရှိပါတယ်ဒါဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူအိုဝင်ကနေပြီးတော့မှဒါသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအိုဝင်မင်္ဂလာပါမင်္ဂလာပါအဲကူညာကတော့ဒါပြီးခဲ့တဲ့တစ်ပတ်ကျော်နေနဲ့ရောက်သွားပြီပေါ့နော် ဒီအမှန်တမ်းပြောမယ်တော့ Wolverhampton နဲ့ Manchester United တို့ဒီ Ultra Four မှာကစားတယ်အဲ့ပွဲပြီးမှာကတည်းကကိုကဒါတပ်ပုံလေးလည်းထွက်လာတော့ဗောနော်ဒီနီးပြားနဲ့မာတီးယပ်စကူညာတို့စကားပြောနေတာမျိုးပုံလေးလည်းထွက်လာအဲ့ဒီကလည်းတရင်နေစပြောမှထွက်လာတယ်မာတီးယပ်စကူညာကိုမန်ချက်စတာယူနိုက်တက်ကိုရောက်နိုင်နေရဆိုတော့တရင်နေထွက်လာတရင်ထွက်တဲ့အတိုင်းပဲဒါတိတ်မကြောက်ဘောလေဒါယူနိုက်တက်ကခေါ်ဝါနိုင်ခဲ့တယ်ဆိုတော့ယူနိုက်တက်ကတကယ်ရောဒါကူညာနဲ့အဆင်ပြေပါမလားဒါဘာကြောင့်မို့မေးရလဲဆိုတော့ United ကဒါပြီးခဲ့တဲ့ဆယ်နှစ်တာအတွင်းမှာကစားသမားအစ်တွေဒါအများကြီးပဲခေါ်ခဲ့ပါတယ်ဒါအခုပြီးခဲ့တဲ့ဘက်ကလည်းပြောခဲ့ပါသေးတယ်ကစားသမားအစ်အတွက်ဆယ်ဆယ်နှစ်တခုတာအတွင်းမှာ United ကပေါင်1ဘီလီယံယူရိုသုံးခဲ့ပေမဲ့အများစုတော့ကဒါအဆင်မပြေခဲ့ဘူးနော်အထူးသဖြင့်ဒါတိုက်စစ်ပိုင်းတိုက်စစ်ပိုင်းမှာဆိုရင်ဒါ United အတွက်တကယ်ကိုအားကိုးရလောက်တဲ့တိုက်စစ်မှုဆိုရင်ဒါမရှိတာတော်တော်ကိုပဲဒါကြားခဲ့ပြီပေါ့လေအဲ့အတွက်ဒီကုညာကိုခေါ်လိုက်တာဟာ United တိုက်စစ်အတွက်အကောင်းဆုံးအဖြစ်ဖြစ်လာမယ်လို့အိုဝင်ထင်လားမသိဘူး ဟုတ်ကဲ့ပါဒါကုညာရောက်လာတော့မန်ချက်စတာယူနိုက်တက်တိုက်စစ်ပိုင်းတို့ကဒါကောင်းတဲ့အရွေးတစ်ခုပေါ့လေဘာဖြစ်လို့ဆိုတော့ဒီနီးပြအမော်ရင်ကဒီနွေရာသီအပြောင်းရှင်မှာသူလိုချင်တာကဒီနေရုနံပါတ်10နှစ်ယောက်လုံးလိုချင်တာအခုကတော့ဒါကုညာတော့ရောက်လာပြီပေါ့လေရောက်လာပြီဆိုတော့ကုညာရဲ့ကစားဟန်ကလည်းဒီ left number 10ဘုံမှာပဲကစားတယ်ကစားတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကုညာပြခဲ့တဲ့ခြေစွမ်းအရာဆွဆောင်ရာတော့ဒါမန်ချက်စတာယူနိုက်တက်မှာ fit ဖြစ်မယ်လို့တော့ကျွန်တော်မျှော်လင့်ရတာပေါ့လေဘာဖြစ်လို့ဆိုတော့ကုညာကဒီ premier league မှာ proven ဖြစ်ပြီးသားကစားသမားလည်းဖြစ်တယ်နောက်ပြီးတော့ ဒီ तू อ่ะ3 pack formation နဲ့လည်းမစိမ်းဘူးလေဒါဟိုမှာတောက်လျှောက်ဒီ3 pack နဲ့ပဲ तू ကစားလာဆိုတော့အာဟိုအရင်ဆုံးခံစားမိရတော့ဒါဟိုဘယ်လိုပြောမလဲသူ့ရဲ့ပြီးခဲ့တဲ့ယာတိကပြခဲ့တဲ့ဆန်းဆောင်ရည်တွေနောက်ပြီး Manchester United ရဲ့လက်ရှိဒီယာတိအပြောင်းအရွှေ့ policy ရဒါကတော့ကောင်းသောခွန်မှုတစ်ခုဖြစ်လာလိမ့်မယ်ဒါဒါပေမဲ့ဒီတပွဲမှာမကစားဘူးဆိုတော့ဒါအဆင်ပြေနိုင်ပါမလားဆိုတော့ကျွန်တော်ကဒါပြောရခက်တယ်ပေါ့လေဒါပေမဲ့သူ့ရဲ့ပြီးခဲ့တဲ့ယာတိကဆန်းဆောင်ရည်ရရောလက်ရှိခုံလိုက်တဲ့ဒီ Amorin ရဲ့စနစ်နဲ့ကိုက်ညီမဲ့ကစားသမားမျိုး ဖြစ်နေရဆိုတော့ဒါအများကြီးတော့ညှို့နှင်းလို့ရတာပေါ့အဲဒါအခုမဖြစ်မနေထက်တွေ့ရမှာတော့ဒီဟူဗန်တန်မှာပြီးခဲ့တဲ့ရာသီတုန်းကရောအဲ့မတိုင်ခင်ကရောအမှန်တော့မတင်စကူညာကဒီပြီးဆုံးခဲ့တဲ့ဒီ2024 25ရာသီမှနေမို့ပေါ့နော်2023-24ရာသီမှလည်းမတင်စကူညာတော်တော်ကြီးကိုပဲဒါခြေစွမ်းပြခဲ့တဲ့ကစားမတစ်ယောက်ပါပဲဒီလိုမျိုးကူညာဒါဟူဗန်တန်မှာခြေစွမ်းပြခဲ့တဲ့အခြေအနေတစ်ခုကိုပြန်ကြည့်လိုက်တော့ဒါဘယ်နောက်ခံလူရဲ့ supporting role တွေအများကြီးပါတယ်ပေါ့လေဒါသူတို့ပြတာ adnory ပြီးခဲ့တဲ့ဒါဂျပန်ကလည်းအခုတော့ဆွေးနွေးဆွေးနွေးပြပါလေနော်အနော်ရီရဲ့အခန်းကဏ္ဍလည်းတော်တော်အေးပါမယ်ထင်တယ်ဝူဟန်တန်ကဒီဘယ်လိုပြောမလဲတိုက်စစ်သွားတဲ့အသင်းမျိုးမဟုတ်ပဲမဟုတ်ဘူးခံစစ်ကိုပို့ပြီးမှဥစားပေးတဲ့အသင်းဆိုပေမဲ့ဒီဝူဟန်တန်ရဲ့ဘယ်နောက်ခံချမ်းမှာကြည့်မယ်ဆိုရင်အနော်ရီရဲ့အခန်းကဏ္ဍတော်တော်ကြီးကိုအေးပါတယ်ဒီအဲ့အခြေအနေတစ်ခုမှာ United မှာကျတော့လက်ရှိမှာဆိုဒေါ်ကူရှိမယ်နောက်ထပ်ဒါမက်ဆာရီရှိနေမယ်ဒါလိုရှိနေမယ်ဒီကစားသမားတွေကိုဒါအလဲကျ ြောင်းသုံးပြီးတော့ဒါခန်းစစ်အစွန်မှာတော့အလင်းတင်းကိုသုံးနေကြပါဘောလေအဲ့တော့ United ရဲ့ဒီခန်းစစ်အစွန်လူတွေဟာဒါဝူဘန်တန်မှာမာတီးယပ်ကူညာအနူရီစီကနေရခဲ့တဲ့အထောက်ပံ့မျိုးအထောက်အကူမျိုးလက်ရှိဒါ United ရဲ့နောက်ခံအစွန်လူတွေကိုပြီးနိုင်မယ်လို့ဒါအိုဝင်ထင်လားမသိဘူးကြီးဟုတ်ဟုတ်ကဲ့ပါဒါပြောရခက်တာဘောလေဒါပြောဆိုတော့ Manchester United ရဲ့လက်ရှိဝင်ဘက်တွေကတော်တော်လေးအားနည်းရေပေါ့ဒီ Amorim ရဲ့စနစ်မှာအဆင်ပြေနိုင်အောင်ကစားနိုင်မယ်မဲ့ တော့ကျွန်တော်တို့ဒါရှိရှိတာကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်လုပ်ခဲ့ပြီးပါတယ်အဲ့မှာကျွန်တော်လည်းပြောခဲ့ပါတယ်ဂုံးမှန်ရအောင်တော့ဒီဖူဘက်တွေကမကစားနိုင်ဘူးပေါ့လေဒါပြီးခဲ့ရာတွေကဆိုတော့ဒါဒီကိုဒါလောကစားရတယ်ပေါ့လေဒီဘိုးတွေမှာပေါ့ဒီကောင်ဒီကိုဒါလောကစားရတယ်နောက်ပြီးတော့မာစတာဝင်ကစားရတယ်အဲ့တို့အစင်မီအောင်လောက်ပဲရှိတာပေါ့ဟိုတကယ်ဟိုဘယ်လိုပြောမလဲအရန်ဆွမ်းဆောင်အကောင်းနဲ့အကောင်းနဲ့မက်ထရစ်တွေတော့မတွေ့ရဘူးပေါ့နော်မရှိဘူးဆိုတော့ဒီကုညာကသောသောအကိုပြောခဲ့လို့ပဲဒီဝူမှာကစားခဲ့ရတာသူ့ရဲ့ဒီလက်နံပါတ်10ဘူးမှာသူ့အကောင်းဆုံးထောက်ပံ့ပေးတာကဒီ နော်ရီဖြစ်နေတယ်နော်ရီကတကယ်ကိုတိုက်စစ်လိုက်ပါမှုအရန်အားကောင်းတဲ့ကစားသမားသူစီက progressive pad တွေ run နေနောက်ပြီးတော့ဒီ forward run တွေကအရန်အားကောင်းတယ်ပေါ့လက်ရှိ Manchester United မှာအခု Emerson တုံးနေတာဒေါ်ကူဖြစ်နေတယ်ဒေါ်ကူကအဲလူငယ်ကစားသမားလည်းဖြစ်တယ်အခုမှအကျန်းတယ်ဒီဒီရင့်ကျက်မှုလည်းအများကြီးလိုသေးတယ်အဲ့ဒီအတွက်ဒီအဲ့ဒီဒေါ်ကူနဲ့ဒီကုညာနဲ့တွဲတွဲဖက်ကစားကြားလိုက်မယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်ရဲ့ကြားမှာပေါ့ဒါဘယ်လောက်ထိ timing မမှန်နဲ့ကစားနိုင်မလဲဆိုတော့ကျွန်တော်ဒါ မင်းကိုထောက်မယ်အပိုင်းပေါ့လေအဲ့တော့ကုညာဘလောက်ကြီးပဲကောင်းနေဖြစ်စေဒီဒေါ်ကူရဲ့အခန်းကဏ္ဍလည်းအရင်အေးပါနေတယ်အဲ့တော့ဒေါ်ကူကလက်ရှိမှာအများကြီးညှောနေထားလို့မရဘူးပေါ့လေဒါပေမဲ့တခုရှိတာကအာအထွေကြုံရှိတဲ့ဒီလူရှောပေါ့လေဒီလာမယ့်ရာသီအတွက်မှာသူ့ဘက်က100%တက်ခိုင်မှုပြေဝနေမလားပြေဝနေမှာဆိုတော့အရင်တော့ကသူ့ရဲ့အသက်အရွယ်အပိုင်းချရလေဒါအများကြီးညှောနေလို့ရသေးရပေါ့လေဒါ NRI sorry ဒီလူရှောကအဲ့တန်ဟဲလက်ထက်မှာဘလောက်ထိဒီဘယ်ချမ်းမှာဘလောက်ထိ တိုက်ဖြစ်လိုက်ပါမှုကောင်းအားကောင်းလဲဆိုတော့ဒါကျွန်တော်လည်းသိခဲ့တယ်အဲ့ဒီအတွက်ကြောင့်လည်းဒါ rough ကဒါခြေစွမ်းပြန့်နိုင်ခဲ့တယ်ပေါ့အဲ့တော့ဒေါ်ကူမရလို့ရှင်ဒီကစားသမားကိုတုံးမလားဒီလူရှော့ကိုတုံးမလားဆိုရက်အခန်းရလာရောရှိတယ်သေချာတော့ဒီကုညာရောက်လာခြင်းက Manchester United ရဲ့လက်ရှိလိုအပ်နေတဲ့လက်နံပါတ်10ကိုမြောက်ကောင်းဆုံးဖြည့်ဆည်းနိုင်တယ်ပေါ့သူ့ရဲ့ကစားဟန်လေးသူ့ရဲ့လောအားနှုတ်နဲ့အရာနောက်ပြီးတော့ခန်းစစ်တိုက်စစ်လဲကုညာတော်တော်လေးကိုမျက်မျက်တက်တက်လဲကစားနိုင်တယ်ပေါ့လေအဲအထူးသဖြင့်ဒါပြီးခဲ့တဲ့ညစီကဒီကုညာရဲ့ defensive action ကပြောရမယ်ဆိုလို့ရှင်ဒါ ဘလူးနိုဖန်နန်နဲ့နှိုင်းရှင်မယ်ဆိုရင်တော့ဒါ level လောက်သွားကြရောပေါ့လေတကယ်ဘူးပဲဒီတိုက်စစ်မှာရောခံစစ်တွေပေါ့ဒီအမျက်မြတ်တက်တာလဲကစားနိုင်ရေလောဝန်းနှုံးလဲကောင်းနေပေါ့လေဒါပေမဲ့တခုရှိတာကဒီဒေါ်ကုံနဲ့ကုညာရဲ့ဂျားထဲမှာဘလောက်ဒီချိတ်ဆက်နိုင်မလဲဘလောက်ဒီအပေးယူမျှမလဲအဲ့အပြင်ကိုနောက်ထပ်ကျွန်တော်တို့ဒီတွေးရမှာကကုညာရဲ့အဲ့လိုမျိုးပေါ့ဒီနေရာုံလိုက်ကစားတဲ့ဟာကဒီခါလေးကဒီ amorin ရဲ့ system မှာပေါ့လေဒီ technical ဟိုဘယ်လိုပြောမလဲဒီ discipline တွေကိုဒီဘယ်လိုပြောမလဲဒီ brew နဲ့တော့ထပ်နေမလားဆိုတော့ကျွန်တော်တွေးစရာရှိတာပေါ့ဟုတ်ပါဘူး ဟိုကုညာကဝန်တာမှာတော့သူ့တဲ့ပို့ပြောလွတ်လွတ်လပ်လပ်ကစားရတယ်သူကဥဆောင်ကစားမတယောက်လည်းဖြစ်တယ်တိုက်စစ်ကိုနေရာဆုံးသူရွေးလို့လည်းရတယ်အများစုရွေးတာတော့သူကဘယ်ချမ်းနဲ့အထောင်တိုက်စစ်ကိုသူရွေးတယ်ဟို strand lasen နဲ့ကြည့်မယ်ဆိုရင်ဒါတယောက်တလဲစီပေါ့နော်ဟို strand lasen ကတကယ်တိုက်စစ်ရဲ့ dps area အတွင်းကြောက်ဆုံးနေရာမျိုးရောက်နေတယ်ဆိုရင်တော့ဒါ marius ကုညာကဒီဘယ်ချမ်းအတွင်းဘက်ကနေဝင်ပြောမှာအားဖြည့်ကစားမျိုးတွေ့ရတယ်ဒါခါတည်းကြရင်လည်းဒါကုညာကတိုက်စစ်ရဲ့အတွင်းကြောက်ဆုံး ဒီဒီအပိုင်းနေလို့ဝင်ပြီးကစားလာလို့လည်းပြည့်ရဆိုမာရီယက်စကူညာကဒီ United မှာဒါဘယ်လိုပြောလဲဝင်ပြောသုံးသပ်ပုံရဆိုရင်တော့မော်ရီယက်ဒီစီကန်တွေအောက်မှာဆိုရင်တော့စိတ်ကြိုက်ကစားခွင့်ရဖို့တော့လွယ်တော့မလွယ်တော့ဘူးလေဒါသူ့ရဲ့ဟိုအသင်းရဲ့ image ချင်းလဲကွာတာဟုတ်လားဘူဗာနဲ့ image နဲ့ United ရဲ့ image ကကြတော့အများကြီးကွာတဲ့အတွက်အဲ့ဒီအကန့်တက်လေးတွေတော့ရှိကောင်းရှိလာနိုင်တယ်တခုအားရဖို့ကောင်းတာကဒါမာရီယက်စကူညာရဲ့အသက်အရွယ်ရတော့တကယ်ကိုအားကောင်းဆုံးပေါ့လေ တကယ်အကောင်းဆုံးအနေအထားမျိုးရောက်နေပြီကစားမတယောက်ရဲ့အကောင်းဆုံးအရွယ်ကိုလည်းရောက်နေသူ့မှာတွေ့ကြုံတွေလည်းဒါအများကြီးရှိခဲ့တယ်တခြားလိဒီမှာလည်းဒါကစားခဲ့ရတယ်လည်းရှိတယ်လာလီကာမှာကစားခဲ့ရတယ်လည်းရှိတယ်ဘိုနက်စ်လီကာမှာကစားခဲ့တဲ့အတွေ့အကြုံတွေလည်းဒါအများကြီးရှိတယ်ဆိုဒီအချိန်မှာတော့ဒါကုညာရဲ့အတွေ့အကြုံတွေကတော့ယူနိုက်တက်အတွက်အများကြီးအထောက်ပံ့ဖြစ်လာမယ်လို့ထင်တယ်နောက်တစ်ချက်ကကျတော့ဒါမာတီးယပ်ကုညာကိုကိုတို့ဒါမျှော်မှန်းထားတာကတော့ဒီဘဲချန်းဒီဘယ်လိုပြောမလဲ left inside channel ပေါ့လေအဲ့ဒီနေရာမှာသုံးမယ်လို့ဒါမျှော်လင့်ထားတယ်တခြားဒီအထောင်တိုက်စစ်မှာရော သုံးလာနိုင်တဲ့ပုံစံမျိုးရှိနိုင်ရှိနိုင်မှာဟုတ်ကဲ့ပါဒါကတော့လက်ရှိ Manchester United ရဲ့ဒီနွေရာသီပြောင်းရွှေ့မှာလက်ရှိမှာဒါ striker role အတွက်လည်းလိုက်နေတယ်ပေါ့လေတကယ်တော့ဒီ striker role အတွက်ဘယ်လိုပြောမလဲလူသစ်ပေါ့လေကစားသမားသစ်မရခင်ရင်တော့ဒါ Amorin အနေနဲ့352ပဲပြောင်းသုံးမလားပေါ့လေဒါကကျွန်တော်စဉ်းစားကြချက်ရှိတာပေါ့ဘာဖြစ်လို့ဆိုတော့ white line ရဲ့လက်ရှိဆွမ်းဆောင်ရဘာမှမပြောင်းလဲကြတာမရှိဘူးပေါ့လေသူသူ့ရဲ့လက်ရှိအနာဂတ်ကလည်းဒါစကားနိုင်အများကြီးထွက်လာဆိုတော့ဘယ်လိုလာမလဲပေါ့လေနောက်ပြီးတော့ ဒီကုညာအနေနဲ့ဒီလိုမျိုး striker role မှာကစားရင်လည်းကစားရနိုင်လေခဲ့ရင်လည်းအဆင်ပြေလောက်တဲ့အနေအထားမျိုးရှိရတယ်ပေါ့လေ။ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့ရာသီကဟိမတ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒါကုညာရဲ့ဟိမတ်တွေကဒီတိုက်စစ်မှာနေရာဆုံးယူရတဲ့အနေအထားမျိုးကျွန်တော်တွေ့ခဲ့ရတယ်ပေါ့လေ။အဲသူကဒီဘယ်ချမ်းနဲ့ရောက်သွားမယ်။တခါကျဒီ striker နေရာလည်းသူရောက်သွားတာပဲ။အဲ့တော့နောက်ပြီးတော့သူ့ရဲ့ကန်သွင်းချက်တွေကန်သွင်းချက်တွေကြီးလိုက်တော့လည်းအဲ့လိုပဲနေရာဆုံးမှသူကန်သွင်းချက်တွေအများဆုံးလောက်ထားတာ။ဒါပေမဲ့အများဆုံးကတော့ဒီ left speed channel နဲ့ဒီ central zone မှာသူအများဆုံးလောက်ထားတာ။အဲ့တော့ မတိရဲ့ကုညာကိုဒါဟိုအမော်ရင်နေနဲ့ဘလိုပဲဘယ်နေနေရာမှာပဲထားကစားတာအဆင်ပြေနိုင်တယ်။နောက်ပြီးတော့ဒီသူစီရစီအားရတဲ့တစ်ချက်ကဘာတွေအားရလဲဆိုတော့ကုညာကတိုက်စစ်မှာပေါ့လေ။ तू ကသူစီဘောလုံးရလို့ရှိရှင် तू အမြဲတမ်းပဲ तू ကဒီတိုက်စစ်အတွက်ပဲဒီ forward run နေ forward pass တွေပဲ तू ကလှုပ်ချင်နေတာ။အဲ့အတွက်ဒီဟာကောင်းတဲ့ချက်ပေါ့လေ။ဒါကဘာကိုကောင်းတဲ့ချက်လဲဆိုတော့ Bruno ကိုဒါတောင်ဝင်အရန်ပေါ်ပါစေတယ်။နောက်ပြီးတော့ဘောက်ဆဲမှာကုညာရှိပြီသူ့လက်ထက်မှာဘောလုံးရှိပြီဆိုရင်ဒါတခုမဟုတ် तू က ဘယ်လိုပြောမလဲဒီစွမ်းဆောင်ပြခြင်းညာပေါ့လေပြောရမယ်ဆိုတော့ဒီကန်သွင်းချက်လုံးမလားဖန်နှီးပေးမလားအဲဒီလိုနေထားမျိုးရှိရဆိုတော့ဒါကုညာအတွက်ကဒီ MRN နေနဲ့သူရောက်လာတာဒီတိုက်ဆက်ပိုင်းမှာတကယ်လို့လောက်ရကန်ရပို့ပြီးတော့ option ပူများစေတယ်ဒါကောင်းတဲ့ချက်ပေါ့လေဒါကတော့ဟုတ်ဒါကတော့အပြုတော်ဆောင်တဲ့ချက်ပေါ့ဒါလေးဟိုစဉ်းစားမယ့်အချက်ပိုင်းကတော့မာတီးယပ်စ်ကုညာအတွက်တခြားကစားဘော်တွေကဘယ်လောက်ထိ support နေပေးနိုင်မလဲဆိုတော့ဟိုကိုတို့ဒါအန်ဆင်းဖြစ်နေသေးတယ်တချို့ဘိုင်းတွေမှာလည်း United မှာက ဒါဘယ်လိုပြောလဲစိတ်ပြက်စရာယာစီတခုကိုဖြတ်တန်းခဲ့ရတဲ့အတွက်မပြည့်စုံတာတော့ဒါအခုဒါတိတ်ပြီးတော့မှပြောစရာတော့မလိုပေါ့လေဒေါ်ကူရဲ့ဒီ role လေးကိုလည်းကြည့်မယ်ဆိုရင်ဒါပြီးခဲ့တဲ့ယာစီကအကောင်းဆုံးပုံစံမှာတော့မရှိခဲ့ဘူးကစားပုံရဟိုအားရဖို့တော့ကောင်းတယ်ဒါပေမဲ့ဒီဘယ်လိုပြောမလဲဝင်းဘက်အနေနဲ့ပြည့်ပြည့်စုံတော့တဲ့ဟာမျိုးတော့မတွေ့ရအောင်ပေါ့လေဥပမာအဖြစ်ဒါဘယ်လိုပြောမလဲအင်တာမီလန်လူမျိုးမှကြည့်မယ်ဆိုရင်ဒါဝင်းဘက်ကိုတုံးတယ်အဲ့ဝင်းဘက်နှစ်ဖက်စလုံးက အရန်ကိုပဲဒါအားရဖို့ကောင်းတယ်ဒီမှာကိုပဲ၃သုံးဒါအော့ဂတ်စတိုပဲ၃သုံးဒါညာကြမှာဆိုရင်ဒွန်ဖရီပဲ၃သုံးနောက်ထပ်ဒါ United ကစားသမားဟောဒါမီယန်ဒါမီယန်ပဲ၃သုံးဒါအဆင်ပြေတဲ့ပုံစံမျိုးဒါ Inter Milan မှာတော့မြင်ရတယ် United ကဒါပြီးခဲ့တဲ့တရားစီလုံးနီးပါးဒါ Amorin လက်ထက်မှာဒါ Amorin လက်ရောက်ပြီးနောက်ပိုင်းပေါ့နော်ဒါ၃ရောက်တန်းပုံစံမျိုးနဲ့တုံးတယ်ဒါဝင်းဘက်တွေကိုတုံးတယ်ဒီလိုဝင်းဘက်တွေတုံးမိမဲ့ဝင်းဘက်တွေရဲ့ rule ကတော့ဟိုတိတိတသားမမြင်ရသေးဘူးဆိုတော့အဲ့ဒီနောက်ဆက်တွဲအနေနဲ့သူတို့ရှေ့ကဒီပြောမလဲ inside channel မှာကစားတဲ့ တိုက်စစ်ကစားမားတွေရဲ့တိုက်စစ်ကစားမားတွေပေါ့ supporting ground မှုပေါ့လေဒီအခြေအနေလေးကလည်းနည်းနည်းတော့ဟိုတန်တရားဝင်စရာတော့ရှိပါသေးတယ်အဲ့အကြောင်းမို့လဲဒါမတ်တက်ကူညာကဟိုသူကိုယ်တိုင်စူးစမ်းမယ်သူ့အတွက်အများကြီးအဆင်ပြေနိုင်တယ်ဆိုမဲ့ကစားပေါ်လေးစီကရရှိနိုင်မဲ့ supporting ကတော့နည်းနည်းလေးတန်တရားဝင်စရာရှိအောင်မယ်လို့ထင်ပါတယ်ဒါတော့ဒီမတ်တက်ကူညာနဲ့ပတ်သက်ပြီးတော့မှသာတုံးသက်တင်စခဲ့တာပေါ့လေဒါနဲ့ပတ်သက်ပြီးအဝင်ပါပြန်ဖြည့်ဆက်ပြောလို့ရှိအောင်မလဲဟုတ်ကဲ့ပါကျွန်တော်စိုးရိမ်တာဘာလဲဆိုတော့ဒီ3ဘက်ကစားတဲ့အသင်းတွေမှာပေါ့လေအဓိကကတော့ဒီ bowling defender တွေအားကောင်းပါမယ်နောက်ဝင်းဘက်တွေအားကောင်းပါမယ် ဘာဖြစ်လို့လဲဆိုတော့ဒီ3ဘက်ကစားတဲ့အသင်းတွေမှာအထူးသဖြင့်ဒါဟို Amorian system ပေါ့လေသူကစားကျင်တာဘယ်လိုကစားကျင်တာလဲဆိုတော့ဒီ3ဘက်ကစားတဲ့အခါမှာကျွန်တော်ကတော့ပြောခဲ့သလိုမျိုးပဲဒီ ball playing defender တွေရဲ့ဒီ wing back တွေရဲ့ကြားထဲမှာအလုံးလုံးပုံကောင်းပါမယ်။ဘာဖြစ်လို့ဒီ wing back တွေကဒီ ball လုံးတွေကဟို progressive run တွေဖြစ်ကြမယ်။နောက်ပြီးတော့ဟိုပေးပို့နိုင်ရမယ်။နောက်ပြီးတော့1 1 1ဒီတွေ့ရတယ်ကြုံနိုင်ရမယ်ကြုံနိုင်မှလည်းဒီ let number 10ကစားသမားတွေအတွက် space ရမှာဘောလုံးရမှာအဲ့တော့ဒီလိုအလုံးမျိုးကိုပြီးခဲ့တဲ့ရာသီက ဒီကျွန်တော်တို့ဟိုကကြည့်လိုက်မှာဆိုရင်အမေဒီယာလိုကဒါဝင်ဘက်အနေနဲ့ဒီကစားတဲ့အဟာမှာ तू ကအကောင်းကောင်းအလုပ်လုပ်နိုင်တယ်ဒီဘက်ကဘယ်ချမ်းကဒါတော့ကစားရရှိမှာဒါဒီလိုမျိုးမလုပ်နိုင်မလုပ်နိုင်တဲ့အတွက်ဒီ left number down မှာရှိတဲ့ကစားသမားဖဲဖဲဖြစ် right number down မှာရှိတာသူတို့အတွက်ဘောလုံးတွေမလာဘူးနောက်ပြီးတော့သူတို့ကလည်းဒီ one one ကစီမကြော်နိုင်ဘူးအဲ့တော့ဒီ Manchester United ကအခုဒီပြောရမယ်ဆိုလို့ရှင်တော့ဒီ left right ဒီလက်နံပါတ်တန်းလုံး2ယောက်လုံးအခုဒါအခုညတော့ရောက်ပြီပေါ့လေနောက်ထပ်ကြ MMO နဲ့သူ့ကို line နေရပေါ့ဒါပေမဲ့သူ့2ယောက်ရောက်လာခဲ့နေရှိတော့ဒါပေမဲ့ဒီ win bet ဒီမှာကစားတဲ့ကစားသမားတွေကအကူအညီကဘာမှဟိုအကူအညီကမရရင်ဒီနံပါတ်တန်းလုံးမှာကစားရကစားမှာဘယ်လိုကြီးပဲကောင်းကောင်းဘာမှအလုပ်လုပ်လို့ရမှာမဟုတ်ဘူးအဲ့အတွက်ဒီနေထားကလည်းဒီ win bet ဒီနေထားကလည်းလူသေးတယ်လို့ဒီသူတို့နဲ့အတူတူကစားမဲ့ဒီ ဝင်ဘက်ရဲ့ဒီဟိုဆန်နဘက်တွေရဲ့ကစားသမားတွေရဲ့အရေးတို့ရလည်းလိုသေးတယ်ဒါပေမဲ့ဒီခန်းစစ်သုံးအောင်တန်းကတော့ဒါကျွန်တော်တို့ဒါအများကြီးပြောကြအောင်မရှိဘူးဒီကစားသမားတွေကသုံးလို့ရသေးတယ်ဒါပေမဲ့ဝင်ဘက်တွေအနေထားသုံးလို့ရပါမလားဆိုတော့အခုကျွန်တော်တို့ဒီယာစီမှာကျွန်တော်စောင့်ကြည့်နေတယ်ပေါ့လေဘာပြောဘာပဲပြောပြောဒီမန်ချက်စတာယူနိုက်တက်တင်းရဲ့လက်ရှိဒီခေါ်ယူထားတဲ့ကစားသမားတွေအားရဖို့ကောင်းပါတယ်ဒါပေမဲ့အခုခုနပြောပြမှာပေါ့ဒီအချိတ်ဆက်လေးတွေကတိုင်မီမီးပါမလားဒီကစားသမားတွေကအကောင်းဆုံးဆောင်နိုင်ပါမလားအကောင်းဆုံးဆောင်နိုင်မှလည်းအဆင်ပြေမှာဟုတ်အဲ့အတွက်ကုညာတို့ရောက်လာတာတော့ကောင်းတယ်ဒါပေမဲ့ ကျွန်တော်တို့ဒါတပွဲမှမကစားရတဲ့ဒီ ammonia နဲ့ blue တွေဟိုဖြုံးမဲ့ဆိုကျွန်တော်စောင့်ကြည့်ရမှာဟုတ်ကဲ့အဓိကတော့ဝင်ပြောသွားပုံရတော့ဒါဝင်းဘက်တွေရဲ့အခက်အခဲနာအရေးကြီးတာပေါ့လေဒီကစားမတွေရဲ့ supporting ကဒီတိုက်စစ်ကစားမတွေပေါ့အများကြီးအကျိုးပြုတဲ့အတွက်ဒီကစားမတွေခြေစွမ်းပြနိုင်ဖို့ဆိုရင်ဒါဝင်းဘက်တွေရဲ့ခြေစွမ်းတူတက်လာဖို့လေဒါအများကြီးလိုတယ်ဆိုတော့သဘောပြတာတုံးသက်ပြီးသွားပါပေါ့လေဒီစီစဉ်လေးကိုဒါကြည့်ရှုအားပေးကြတဲ့ဆော့ကောပရိသတ်တွေလည်းကျင်းအားလိမ့်မယ်လို့ထင်ပါတယ်ဆော့ကောပရိသတ်တို့ချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ